ုံမြင့်တန်ကြားပြည်တညာရှင်အဘိဓမ္မာမဝါဒနာကြီးရတဲ့ကိုရင်ဝိမလဟာအသက်၁၄နှစ်သားအရွယ်မှာပင်အမရပူရမြို့မှာဒိဋ္ဌိကျဲအဘိဓမ္မာဆရာကြီးဦးအောင်ထံသို့ဆိုက်ဆိုင်မြတ်မြတ်ရောက်ရှိပြီးအဘိဓမ္မာညဝါများတင်ယူခဲ့ပါသည်ကိုရင်ဝိမလမင်္ဂလာကျောင်း၌သို့ရောက်ရှိခြင်းမှာဆရာကြီးဦးအောင်ရဲ့အဘိဓမ္မာပို့ချမှုတက်တန်းဟာရှင်းနှစ်ကျော်ကာလအတွင်းသို့ချင်းချင်းဝင်ရောက်နေပြီဖြစ်ပါသည်အဘိဓမ္မာညဝါဆရာကြီးထံ ရဝါလာဆိုကြတဲ့တန်ဃာဖိတ္တ၊တိရရှင်ဖိတ္တ၊လူဖိတ္တများလည်းအများပြားရှိနေခဲ့ပါသည်။အခုလိုမိဒမာညဝဘက်မှာသဘုတလူဒကွန်းထူခဲ့တဲ့ဆရာကြီးဦးအောင်ထံသို့ အရှင်ဝိမလရောက်ရှိပြီးအမိဒမာညဝများလိုက်ခဲ့ပါသည်။အမိဒမာညဝကျော်ဆရာကြီးဦးအောင်ရဲ့ဘဝဖြစ်စဉ်နဲ့ပတ်သက်ပြီးဆရာတော်ဗရဏအိန္ဒကမှအခုလိုမိတ်ဆွေရှင်းပြတော်မူခဲ့ပါသည်ရှင်။အမိဒမာညဝအကြောင်းပြောရမယ်ဆိုရင် ပတမကျော်အဘိဓမ္မာညဝါဆရာကြီးဥုံချုံဘာမပြည်ဆောင်မှာဖြစ်ပါတယ်။မရပုရမြို့ကိုအဘိဓမ္မာညဝါမြို့တော်ရဲ့လို့နာမည်ကျော်စေခဲ့တာဟာဆရာကြီးဥုံကအဘိဓမ္မာဒေသနာညဝါကိုကျွမ်းကျင်နိုင်နေစွာပို့ချပေးနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ဆရာကြီးဥုံကိုမန္တလေးတိုင်းရမီတင်းမြို့နဲ့အလဲကုန်းကျေးရွာမှာအဖာဥတ္တဘောအမိတော်ကုရုမတက်ကြတဲ့1108ခု တော်ရင်နာဆန်ရှိရဲ့တင်းတင်းငုံနေမှာဖွားမြင်ခဲ့ပါတယ်။အသက်15နှစ်သားမှာတာမဏိဝိခဲ့ပြီးရှင်အာဒိဋ္ဌာလို့ဘွဲမိရခဲ့ပါတယ်။အသက်16နှစ်သားမှာမန္တလေးမန္တလာရာမတိုက်ပြည်စရာတော်ကြီးထံမှာပညာသင်ကြားခဲ့ပါတယ်။ပြည်စရာတော်ကြီးဟာဗိမာန်ညဝဘက်မှာအထူးနိုင်နှင်းကြော်ကြားတဲ့ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်။ရှင်အာဒိဋ္ဌာဟာတက္ကတိ1228ခုနှစ် မြုံလာမှာကျင်းပတဲ့ပထမပြန်စာမေးပွဲမှာသရာတိညုံမစပြီးမာကြီးကဓာတုကတာရမိုက်ပဋ္ဌာန်6တိတ်ကောင်းအောင်ပြန်ဆိုနိုင်ခဲ့ပြီးပထမကျော်အကြီးတန်းကိုအမင်းခဲ့ပါတယ်အဲ့ဒီနှစ်မှာပဲဤစီအတော်ကြီးကိုဥပိ္ပစေပြုပြီးရဟန်းဖြစ်သူရောက်တော်မူခဲ့ပါတယ်ရဟန်းတော်ဥဟာဒိသဟာအဘိဓမ္မာညဝဘက်မှာပိုးပြီးစိတ်ဝင်စားသူဖြစ်တာကြောင့်အဘိဓမ္မာညဝကိုအထူးအလေးပေးတင် जा ခဲ့ပါတယ် ဒါကြောင့်ပဲဗိဓမာညပါကိုအထူးနိုင်နင်းကြောကြခဲ့ပါရဲ့တက္ကရီ1235ခုနှစ်ရန်ခွနဝါရမှာမင်းကျော်မင်းကြီးရဲ့ဆွမ်းတံတော်ကိုပထမစာစကြည့်ဖြင့်ခံယူရတော်မူခဲ့ပါရဲ့မင်းတို့မင်းကြီးနာရစံပြီးနောက်နန်းတက်တဲ့ဒီဘောပင်ဟာလဲပါတော်မူသွားတာကြောင့်တိုင်းပြည်နိုင်ငံပြည့်ယုံမှမကသာသနာ့ရေးအကိစ္စများကြီးမင်းမင်ကုန်ခဲ့ရပါတော့တယ် သာသနာဝန်ထမ်းအများပြားတို့စိတ်ပြည့်အာရုံပြီးတချို့ကလူပေါင်းတို့ပြောင်းခဲ့ကြပါတယ်။အဲဒီအချိန်မှာဥဟာဒိသလည်းပါသွားခဲ့ပါတယ်။ဥဟာဒိသဟာတက္ကရေ1248ခုနှစ်အသက်40ရွယ်မှာလူထက်ခဲ့ပြီးယူနာမီကတော့ဥအုံးတို့အမိကျွန်းခဲ့ပါတယ်။ဥအုံးဟာလူထွက်ပြီးမရပူရမြို့ဗေဗရန်ရပ်မှာနေထိုင်ရင်းအိမ်ဆောင်ကြခဲ့တယ်။တမီးတူထွန်းကားခဲ့ပါတယ်။အိမ်ဆောင်ကြပြီးတဲ့နောက် သာကြွေးမှုမရကြွေးမှုအတွက်စီးပွားရေးလောက်ကန်ရပါတယ်။ဒါပေမဲ့မကျွမ်းကျင်မဲ့လုံတိုင်းလွဲနေခဲ့ပါတယ်။ရဟန်းလူတို့ဆိုတော့စီးပွားရေးမှာမကျွမ်းကျင်မှုပေါ့။သူကျွမ်းကျင်တာကအဘိဓမ္မာဒေသနာညပါလေ။ဒီတော့ညပါတဲ့ချင်းနဲ့ရဟန်းတော်တို့ကိုလိုက်စုစည်းပြီးပြုအိမ်မှာပို့ချပေးခဲ့တယ်။တိုက်ဆံငွေကြေးတော့မရပါဘူး။ကုသိုလ်ဒီပဲပေါ့။ဒီလိုနဲ့ကိုကြောင်ဒီကြောင်ကအဘိဓမ္မာညပါတမ်းမြှောက်ခြင်းနဲ့ရဟန်းတော်တို့နဲ့ဘိဓမ္မာလိုက်စားလို့ရတဲ့လူပုဂ္ဂိုလ်တို့ချို့က ဥိုင်းငါလာပြီးဇာလိုက်နေကြတယ်။တိုင်းပြီးသူ့ပြင်လက်အောင်ရောက်ချိန်မှာရန်တန်ကားတဲ့လူထက်လူထက်ဇာတိရရပြန်သူပြန်နဲ့မရဘူရမှာတန်ကားမရှိတော့ဖြစ်သွားတယ်။မင်္ဂလာကျောင်းတိုင်မှာလည်းဒီတိုင်ပဲ။အဲ့ဒီချိန်ဆရာကြီးဦးငါတော့သူ့အိမ်မှာစားချာကောင်းတော့ရန်တန်ကားတချို့လည်းဝန်ထွက်သွားလာစားရနေကြတော့ပဲ။အခုလိုမင်္ဂလာကျောင်းတိုင်ကြီးလျှောက်ကသွားတော့ကဒကာဓမ္မတို့စိတ်မကောင်းဖြစ်ပြီး ရင်လိုပဲသာသနာယောင်ဝါပြန်ပြီးဆွမ်းကစီရင်လာစေဖို့အတွက်စူပေါင်းတိုင်ပင်ခဲ့ကြပါတယ်။အဲဒီနောက်သံဃာရမတွေစူပေါင်းပြီးဆရာကြီးအုံထံသွားရောက်ခါဆရာကြီးရက်ွက်ထဲမှာဆရာဝါပုတ်ချမယ်အစားမင်္ဂလာကျောင်းတိုက်သူကြွားရောက်နေဆိုင်ပါအဘိဓမ္မာများကိုလိချဖို့ပါဆရာရဲ့တောက်တာအတွက်ဝိုင်းဝန်းတာဝန်ယူကြပါမယ်လို့တောင်းပန်ကြပါတယ်။အဲဒီချိန်ကစပြီးဆရာကြီးဟာသူ့အိမ်ကြွားရောက်ပြီးစားလိုက်နေကြတဲ့သံဃာတော်၁၀ပါးနဲ့အတူ တက်ကရေ1469ခုနှစ်မှာမြင်္ဂလာကျောင်းတဲ့ကိုပြောင်းစီလာခဲ့ကြပါတယ်။ရောက်ရွံ့ရင်တန်ကြားပြည့်တယ်များရှင်။ဆရာကြီးဦးမင်္ဂလာကျောင်းတဲ့ကိုပြောင်းစီလာပြီးနောက်အဘိဓမ္မာညဝါများဆက်လက်ပို့ချပုံကျောင်းနဲ့ပတ်သက်ပြီးဆရာတော်ဗရဏပညာသင်ဟောင်းမှာအခုလိုဆက်လက်နေကြတော်မူခဲ့ပါတယ်ရှင်။အဲ့ဒီအချိန်ကမင်္ဂလာကျောင်းတဲ့ကြီးရဲ့မြောက်ဖက်မှာမြေကွက်လာကျဲကြီးနဲ့ဆရာကြီးတကောင်ရှိပါတယ်။ ရောက်တော့အတွင်းမှာလူပုဂ္ဂိုလ်များဟာအဲ့ဇာကြီးစီစူပေါင်းလာရောက်ပြီးတော့ဥပုပ်သတင်းတွေများမှာသီလဆောက်တည်ကြတရားနာယူကြပါတယ်။အဲ့ဇာကြီးပေါ်မှာဆရာကြီးဦးငွေနေရာချထားပေးပြီးတော့ပါလာတဲ့တန်ဃာတော်ဆယ်ပါးကိုတော့မင်္ဂလာကျောင်းတိုက်အတွင်းမှာနေရာချထားပေးပါတယ်။သာသင်ရရောက်မှဆရာကြီးဦးထံသွားပြီးတော့ဘိဓမာညဝါများကိုသွားရောက်ပြီးဆိုကြပါတယ်။ဆရာကြီးဦးရဲ့စာချက်ပုံကအင်္ဂလန်မှာရှင်းလင်းပြသပြီးတော့အများနာလေအောင်ပြောပြနိုင်လာမှုအလုံးကသဘောကျနှိမ့်ချကြပါရဲ့။အဲ့ဒီလူနေပဲလူရင်းလူချင်းဆောင်ဆိုတာလို့ထဲအောင်ပြီးပါအနှံ့ ပြန်နိုင်ယူသွားပါတော့တယ်ယဟန်ပရိသတ်များသာမကသီလရှင်ပရိသတ်များပါပါလာတာကြောင့်သီလရှင်များအတွက်နေရာခက်ခဲကြုံတွေ့ရကြပါတယ်မိဘကြောင့်လည်းထဲမှာနေရာချထားဖို့ကလည်းမသင့်တော့တာကြောင့်ရက်ကုန်အတွက်မှာနီးစာရအိမ်များမှာတဲ့ကုန်နေတိုင်းပြီးတော့စာဝါများလိုက်ကြရပါတယ်အဲ့လိုနဲ့သီလရှင်တွေအတွက်နေရာအခက်ခဲဖြစ်လာတဲ့အခါရေကြီးလူရှင်ကရေကြီးရောဇရပါဆရာကြီးကိုအပြိပိုင်လှူဒန်းလိုက်ပါတယ် အဲ့ညီကြီးပေါ်မှာပဲဇက်ငယ်ကလေးတွေဆောက်ပြီးတော့သီလရှင်ကြောင်းတဲ့အဖြစ်တည်ထောင်ပေးလိုက်ပါတယ်။သီလရှင်တွေနေကြရှိလာတော့နောက်ထပ်သီလရှင်တွေတိုးရတိုးရလာပါတော့တယ်။တန်ဃာတော်တွေသီလရှင်တွေညဝါလိုက်နေတာကိုမြင်တွေ့ကြရတဲ့လူပုဂ္ဂိုလ်များကဒီဓမ္မညဝါကိုသာသနာ့ရွယ်ဝင်တန်ဃာတော်သီလရှင်တွေသာသင်လို့ရသလားလူပုဂ္ဂိုလ်များကသင်လို့မရဘူးလားလို့စဉ်းစားကြပြီးတော့ဆရာကြီးကသွားပြီးတော့မေးမြန်းကြပါတယ်။ဆရာကြီးကရတာပေါ့ဆိုပြီးဒီပုဂ္ဂိုလ်များကိုပါထည့်သွင်းပြီးတော့သင်ကြားပေးခဲ့ပါတယ်။ လူပုဂ္ဂိုလ်တွေကိုတော့မိဓမာအခြေခံအသိဉာဏ်သဘောကိုဥစွာရှင်းလင်းပြောပြပြီးမှသင်ကြားပေးခဲ့ပါတယ်။မိဓမာညဘာကိုဆိုကြတဲ့လူပုဂ္ဂိုလ်များဟာတန်ဃာရများနဲ့အတူအပြိုင်စာဆုံးကြရပြီးမိဓမာဘာနကအသိရဲ့လို့ဖွဲ့စည်းထားခဲ့ပါတယ်။အဲဒီလိုနဲ့ဆရာကြီးဥထာမမိဓမာညဘာလိုက်ကြတဲ့ရဟန်းတန်ဃာတို့ဟာနင်းနေရကနေပြီးတော့သူတန်ဃာအလူရဲ့ရောက်ရှိလာကြတာကြောင့်ဒီလာတိုင်းထဲမှာလည်းနေကြမရှိပြည့်စုံသွားပါတော့တယ်။ တချို့ကိုယ်တော်တွေဆိုရင်နိဗ္ဗာန်ဝန်ကျင်မှာရှိတဲ့ဖျားစီတွေမိုးဝါတွေမှာဖြစ်တဲ့လို့ねသင်္ကန်းကနေထိုင်ပြီးတော့စာဝါများလိုက်ကြပါတယ်အဲ့လိုနဲ့ပဲနောက်ထပ်သံဃာတော်တွေများများလာတဲ့အခါနိဗ္ဗာန်ဝန်ကျင်မှာရှိတဲ့ပင်လယ်တိုက်သထုံကျောင်းတိုက်ဖောင်တော်ဦးကျောင်းတိုက်တွေမှာသံဃာတွေပြည်လာတော့တာပါပဲအဲ့ခေတ်ခါကဆရာကြီးဦးရဲ့ဤကိုမရရင်ပြည်စုံမှုမရှိဘူးလို့ဆိုရတော့ဒီအထိဆရာကြီးဦးခေတ်တကယ်ဆန်းခဲ့တော့တာပါပဲခရဗုဒ္ဓမြို့ကိုလည်းပဲဒီမှာညဝါမြို့တို့ရဲ့လို့ အသိမှတ်ပြုခေါ်ဆိုခဲ့ကြပါတယ်။ရောက်ရုံမြင်တန်ကြားပြည်သက်များရှင်ထူးချွန်တက်သည့်ကျွမ်းကျင်တဲ့ဆရာတော်ကြီးများပညာရှင်ပုဂ္ဂိုလ်ကြီးများကိုအကြောင်းပြုပြီးသူတို့နေထိုင်ရာနေရာဒေသများပါထင်ရှားကြော်ကြားစမြဲဖြစ်ပါလိမ့်။ဒါကြောင့်လဲပခုတ်ကူမျိုးဟာ ပိဋကပင်လေနိကေသမုတ်တရားကြီးတွေကိုတစ်ဖက်ကမ်းရောက်ပေါင်းမြောက်အောင်ပို့ဆောင်ကူးခတ်ပေးတဲ့မြို့ဖြစ်နာမည်ကျော်ခဲ့ပါတယ်။ မင်းကြီးမျိုးကြီးကိုတော့ခုနီးခနီးနေပြည်မျိုးစုံကုံလုံကျွဲဝအတတ်ပညာအဆုံရသောဌာနကြီးဖြစ်အတိမတ်ပြုကြရပါလိမ့်မယ်။အမရပူရတောင်မျိုးကိုတော့အဘိဓမ္မာညဝဘက်မှာသူမတူတက်မြတ်အောင်ပို့ဆောင်ပေးတဲ့မြို့တော်ဖြစ်တာကြောင့်အဘိဓမ္မာညဝမြို့တော်ရင်လို့နာမည်ထင်ရှားလူသိများခဲ့ပါလိမ့်။ မြမပြည်တွန်းကညဝါလိုက်ခြင်းနဲ့တန်ဃာတော်များပြားလာရောက်ပြီးအမိဒီမာညဝါကြီးယူချရာဆရာကြီးဦးအောင်ညဝါပို့ချပုံနဲ့ပတ်သက်ပြီးအမရပူရမိုးကုတ်ဝိကသနာအဖွဲ့နာယကဦးမြင့်မြင့်ကအခုလိုရှင်းပြခဲ့ပါတယ်ရှင်။မရပူရမင်္ဂလာတိုင်းရဲ့မြောက်ဖက်ကရဲမှာမြေကွယ်ကြီးတစ်ခုရှိရဲ့။အဲ့ဒီမြေကွယ်ကြီးထဲမှာလေးပင်ပါလေဆေးဆရာကြီးတစ်ဆောင်ရှိပါတယ်။အဲ့ဒီဆရာကြီးပေါ်မှာပဲဆရာကြီးကနေပါတယ်။ဆရာကြီးကိုရှင်းကြပြီဆိုလို့ရှိရင်တောက်ခေါက်ရတဲ့ပြိုင်နဲ့မစရရင်ညာရောက်အရင်ရောက်လာပါ အဲဇရာရဲ့ဒေါင်ငန်းတကန်းပေါ့ကလကာကာထားပါလေအဇရာရဲ့ပါးကားစလာကအဲ့ဒီကလကာထဲမှာအရင်ဝင်နေရပါလေနောက်မကြောက်ရင်သံဃာတော်များကြွလာလူပုဂ္ဂိုလ်က25ဦးတည်းမလဲပါပါတယ်သံဃာတော်ကတော့ပါ200လောက်ရှိမယ်ထင်ရှင်းပါတယ်အဲ့ဒီမှာကျမ်းပြမှာပြပြီးတော့ထိုင်ရတာဆရာကြီးကတော့ဇရာရဲ့အလဲကောင်မကြတဲ့ကြမှာမကြတဲ့ကြမှာကဝင်လာပြီးတော့ပဲထိုင်ကြီးပေါ်မှာထိုင်တော့တာအလုံးစုံပြီးဆိုတာနဲ့တော်ပြိုင်နဲ့ကြက်ထားတဲ့ဆုံရိုးစာတွေကို ဒီလရှင်ရောယဟန်ရောဒီပုဂ္ဂိုလ်များရောဗျာဒူကြီးများများဖြည်းဖြည်းချင်းဆိုကြပါမယ်။တပိုက်ဆိုပြလို့ရှိရင်ဆရာကြီးကအဓိပ္ပာယ်ပြောပါမယ်။နောက်တစ်ပိုက်ဆက်ပြီးတော့ဆိုကြပါမယ်။နောက်တစ်ခါဆရာကြီးကအဓိပ္ပာယ်ဆက်ပြီးတော့ပြောပါမယ်။အဲဒီလိုနဲ့ပဲတဏှာကြီးကြော်ရော်လောက်ကြာတဲ့အချိန်မှာ စာဝါတဝါပူချတာပြီးဆုံးသွားပါမယ်။တခါတည်းကြတော့လည်းပဲဆရာကြီးကဆရာလေးပြလာပြီးတော့တန်ခါလေးရဲ့အလဲမှာဝင်းဆိုင်ပြီးတော့ကျမ်းပြပေါ်မှာတင်မလီခွေပြတော့အဓိပ္ပာယ်ပြောတာလည်းရှိပါတယ်။အဲဒီလို ်ရဟန်းရောဒီလားရှင်ရောလူပုဂ္ဂိုလ်များရောပရိသတ်သုံးမျိုးစလုံးကိုစာပေပို့ချတာဒီဆရာကြီးတူပဲရှိပါမယ်ယတယတရူပခန္ဓာဥပ္ပိစတိဓမ္မတတဝိရဏခန္ဓာဥပ္ပိစတိအပိညာတတဥပ္ပိသန္ဒနာတိသန္တတ ကျောင်းရည်ရွယ်မြင့်တန်ကြားပြည်တံများရှင်အမရပူရမှာတန်ဃာတော်များညဝါလိုက်လို့ကောင်းနေစဉ်အချိန်ခါမှာပဲမန္တလေးမြို့မှာပလိယောဂါကြာရောက်ခဲ့ပါသည်မန္တလေးမြို့လူလူရောတန်ဃာတော်များပါထွက်ပြေးတင်းချောင်ကြတဲ့အချိန်ဤချိန်ရောက်ရှိခဲ့ပါသည်အဲ့ဒီအခါမှာမန္တလေးမြို့နဲ့တစ်ဆက်တစ်ဆက်တည်းဖြစ်နေတဲ့အမရပူရကိုလည်းကူးဆက်လာတာကြောင့်ဆရာကြီးဦးလုံးလည်းညဝါပို့ချမှုကိုခိတ္တရန်နာရတယ်လို့စာလိုက်နေတဲ့ကိုရောများလည်းဇာတိရရွာများတို့ပြန်လည်ထွက်ခွာသွားကြပါသည် ဆရာကြီးဦးကမိမိဇာတိဖြစ်တဲ့အလေကုန်းရွာသို့ခိတ္တပြန်ပြီးလိုက်လို့သူများလိုက်နိုင်ပြီလို့ဆိုရကြအောင်ယဟန်တန်ငါးတချို့နဲ့သီလရှင်အပါး၂၀ခန်းလိုက်ပါသွားကြပါပြီ။ယဟန်တန်ငါးများထဲမှာအသက်၁၆နှစ်သားကိုရင်ဝိမလလည်းလိုက်ပါသွားခဲ့ပါပြီ။အလေကုန်းရွာသို့ရောက်ရှိတဲ့အခါမှာလိုက်ပါလာတဲ့ယဟန်တန်ငါးသီလရှင်များကိုဆရာကြီးဦးမှလေ့စဉ်မပြည့်မိဓမာညဝါများကိုကိုးချတင်ကြားပေးခဲ့ပါပြီ။ အဘိဓမ္မာတက်ကျင်လွန်လာတဲ့ကိုရင်ဝိမလကိုဆရာကြီးဦးဝန်းကလည်းအထူးပင်ဂရုတစိုက်သင်ကြားပေးခဲ့ပါရဲ့ရှင်။ များနဲ့သာတတ်တဲ့အခါအဘိဓမ္မာတွေဆိုတော့သဘောမပေါက်နိုင်ဘူးအဲ့ဒီအတွက်အဘိုးလင်ပေးအောင်လို့ဆရာကြီးကလမ်းလျှောက်ခေါ်သွားတာဟုတ်ပါဘူးအဘိဓမ္မာညဝါရဲ့အခြေခံမူလကလောဘဟိတ်ဒေါသဟိတ်မောဟဟိတ်အာလောဘဟိတ်အာဒေါသဟိတ်အမောဟိတ်တို့ပဲဖြစ်တယ်ဆိုတာဆရာကြီးပြောတာကိုကိုရင်အဲ့ဒါလေးကိုမှတ်သားပြီးမှထားရမယ်နော်ဟုတ်ကဲ့ပါဆရာကြီး ရောက်ရုံမြင်တန်ကြားပြည်သူများရှင်ဆရာကြီးဦးအောင်ဟာကိုရင်ဝိမလကိုအနာဂတ်ကာလအတွက်အဘိမာညဝါများကိုဆက်လက်တောင်းဝန်ယူဆွမ်းနိုင်ပြီလို့ညင်ထားခဲ့ပါတယ်။ဒါကြောင့်လဲကိုရင်ဝိမလကိုတခြားတစ်ပါးသောအာယုန်တွေဝင်မလာရအောင်အချိန်ကြီးစားပီးအာယုန်ထဲမှာပဲနစ်မြုပ်နေစေခဲ့ပါတယ်။ဒီလိုနဲ့အလေကုန်းရွာမှာခုနှစ်လနီးပါးကနေပြီးတဲ့အခါယောဂဗျာများလဲကင်းဝေးသွားကြပြီဖြစ်တမ်းမို့ဆရာကြီးဦးအောင်နဲ့စာသင်သားများအမရပူရသူပြန်လာခဲ့ကြပါတယ်။ ဆရာကြီးဝန်းဟာအမရပုရသို့ပြန်ရောက်ပြီးနောက်စာသင်သားများကို မာတိကာဓာတုကထာဇမိုက်ပဋ္ဌာန်းတို့ကိုတကြံပြီးတကြံလှည့်ပတ်ပို့ချပေးခဲ့ပါသည်။နားလည်သဘောပေါက်သွားကြတဲ့စာသင်သားများဟာမိမိရဲ့ရွာသို့ပြန်သွားကြပြီး နားမလည်သေးသူများကတော့ဆက်နေကာနောက်တစ်ခေါက်ထပ်မံပြီးစားလိုက်ကြရပြန်ပါသည်။ဒီလိုနဲ့တန်ခါနဲ့အမရပူရမျိုးမမျှအောင်ရဟန်းတန်ခါများများပြနေတာကိုပဲမြို့သူမြို့သားများကဂုံယူဝင်ကြွားနေရှိပါတယ်။ ယဟန်တန်ခါများညပြလာတဲ့အခါနေရာထိုင်ခင်းမလုံလောက်သလိုစွန့်လဲအခက်တွေ့လာရပါတယ်။ဒီခါမြို့သူမြို့သားတကားတကားမများကစွန့်လုံလောက်အောင်ပြီးလူကြမည်။စွန့်မလုံလောက်လို့ပြန်သွားတယ်ဆိုတာမရှိစေရဆိုပြီးကောင်းတာမကောင်းတာပါထားမိမိတို့စားရတဲ့အထက်ကတန်ခါများကိုအူအူဖြဲဖြဲစက်ကန်ထူးလန်းခဲ့ကြပါလိမ့်ရှင်။ တန်ကြာပြည့်တံများရှင်အဘိဓမ္မာညဝါလိုက်ကြတဲ့တန်ဃာတော်တွေဟာဆရာကြီးဘုန်းချမ်းမှာဝမ်းဆွဲပြီးအဘိဓမ္မာညဝါသိမှုကြတယ်လို့မိမိနေရာပြောင်းရောက်တဲ့အခါမှာလည်းဝမ်းဖွဲ့ပြီးတန်မြန်ကြီးဆိုကြပြန်ပါလေဒီမြင့်ငွေကိုမြင်သူတိုင်းဟာကြီးညိုလို့အားကြီးလို့လက်အုပ်ချီမိုးရှ िख ိုးသွားကြသူကြီးပဲဖြစ်ပါလေဒီလိုနဲ့ပဲမရပူရမျိုးဟာတန်ဃာတော်ကြီးရဲ့ညဝါစက်တန်ဖြစ်တဲ့ဟောဟံကအတန်ကြီးနဲ့တမျိုးလုံးဖုံးဟန်းလို့ င်။ဒါကြောင့်အဲ့ဒီခေတ်အခါကမရကူရတောင်မြို့တစ်ခွင်မှာစာပင်နယ်ကြီးတွေရဲ့ဓားပုတ်ကြီးတွေကိုဖွင့်လိုက်ရင်ဟောဟန်ကားလိုတောင်ညီညီလေးလိုပြောစမှတ်ပြုခဲ့ကြပါလိမ့်ရှင်။ရောက်လာကြတဲ့တန်ဃာတော်တွေဟာလေးတစားစားညတစားစားရိုးရအံ့ရပါများလာတဲ့အခါကိုစီကူးကဝမ်းဟာလာကြပါလိမ့် နန္ဒကဖုန်ပြင်းရရတဲ့တစ်ချက်ဆုံးဟာမျက်မြင်ချမ်းမှာမရှိတော့ပါဘူး။ဒီတော့ဝမ်းဟာပြီးလေးထိုးလို့မနေတောင်ရှိခဲ့ရပါလေ။အခုလိုဆင်းရဲဒုက္ခခံနေရပေမဲ့အဘိဓမ္မာညဝါကိုအောင်မြင်ပေါ့မြောက်အောင်သင်ယူမယ်လို့ရင်းနှီးတဲ့အန်ခဲပြီးအနည်းဆုံးတစ်မိတာအချိန်ကာလကိုအောင်ရင်းကြီးခံနေခဲ့ကြရပါလေ။အဲ့ဒီအချင်းလေးကိုအေးရက်ကလေးရေးဆက်တီးကုန်ပြီးအခုလိုပုံဖော်ခဲ့ပါလိမ့်ရှင်။ Thank you. ွတ်တာတမရဲ့သာခွေညို want to ma le to lo ni nyu ro shi ai ma te yong ta tha swa ye ni 别等，需要等。 ာတနစ်ပေါ်